MMR DeFi ကနေပြန်ကြည့်ကြလိုက်ပါတယ်ကျွန်တော်ကတော့ကျူနေရပါဒီနေ့မှာတော့ Bitcoin နဲ့ Ethereum ဘာကွာလဲဆိုတဲ့အကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ် Bitcoin နဲ့ Ethereum က cryptocurrency လောကမှာအကြီးဆုံးတစ်ခုပါပဲဒါပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ဒီပညာနဲ့ လုံးဝပုံကလုံးဝမတူညီပါဘူးပြီးတော့ဘယ်ဟာကဒီနေ့မနက်ဖို့ပိုတင်တော်လဲဘိုးကောင်းလဲဆိုတာသိကြည့်စစ်ကြည့်လိုက်ရအောင်ဘစ်ကွန်ကို2009မှာဆာတိုရှိနာကာမိုတိုလို့ခေါ်တဲ့အမည်မသိတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်အဖွဲ့ကတည်ထွင်ပြီးသူတို့ရဲ့အဓိကယူရချက်ကဒီဂျစ်တယ်ကိုဖြစ်ပေါ်ပါသူမှာရေဘူးရအဖြစ် store of value bitcoin ကိုမူတည်အဖြစ်သိမ်းဆည်းဖို့ရင်းနှီးမြှုပ်နှံမှုအဖြစ်သုံးကြပါတယ် limited supply ပြကအေတက27တန်းပဲရှိမှာပေါ့ inflation ကိုကြေဖောက်ဖို့မှုကိုကာကွယ်ပေးနိုင်ပါတယ် decentralized and secure blockchain ဥပဒေကိုတုံ့ထတာပေါ့ဟက်ခံရဖို့မလွယ်ပါဘူးဒါပေမဲ့ bitcoin မှာ slow transition speed စက္ကန့်ကို9ချက်ပဲ process လုပ်နိုင်ပါတယ်အဲ့ဒါနဲ့ high fee ဝယ်ရမှုများတဲ့အချိန် fee များတတ်တယ်ဆိုတော့အားလက်ချက်တွေလည်းရှိပါတယ် Italian ကို2015မှာ Vitalik Buterin နဲ့အဖွဲ့ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Bitcoin နဲ့မတူတာကသူက smart contract app, DApp decentralized app တွေကိုဖန်တီးလို့ရတဲ့ platform တစ်ခုပါ။သူ့မှာဆိုရင်လည်း smart contract စာချုပ်တွေကိုအလိုလျောက် execute လုပ်ပေးနိုင်တယ်။ဥပမာ define နဲ့ NFT faster and scalable record attack transition speed ပုံမြန်ပြီးတစ်စက္ကန့်ကို15 to 30 J unlimited supply but control ဒါရီယန်က supply အကန့်အသတ်မရှိပေမဲ့နှစ်စင်ဖလို့မှုကိုခင်းညှိထားပါတယ်။ဒါပေမဲ့ဒါရီယန်မှာလည်း high gas fee နဲ့ဝတ်ဥနာညားတဲ့ချိန် fee ညားတယ်။အဲ့ဒါနဲ့ complexity developer မဟုတ်ရင်နားလည်ရခက်တယ်ဆိုတော့ခက်တဲ့ချက်တွေရှိပါတယ်။ဒါတော့ ီတစ်ခုတည်းကဘယ်ဟာကိုဝယ်သင့်လဲဒီလိုအချိန်မှာ Bitcoin ကိုရွေးပါသင်ကလောက်တန်း investment လုပ်ချင်တဲ့ဝယ်ကြည့်ဖောက်ပေါက်မှုကိုကာကွယ်ချင်တဲ့လို့ရှင်းပြီး secure ဖြစ်တဲ့ crypto လိုချင်တဲ့ဆိုရင် Bitcoin ကိုရွေးဝယ်ပါ DeFi NFT လိုမျိုးအစ်စ်နဲ့ crypto project တွေမှာပါဝင်ချင်တဲ့ smart contract နဲ့ DApp တွေကိုစမ်းကျင်တဲ့လူပညာအသစ်တွေကိုစောင့်ကြည့်လို့ရဆိုရင်တော့ Ethereum ကိုရွေးဝယ်ပါ ထားအနေနဲ့ကြိုက်မယ်ဆိုရင် Bitcoin ကိုလောက်ထန်းပို့တဲ့အတွက်ဝယ်ယူပြီး Ethereum ကို Root Protection အတွက်ပြီးတော့ Stable Coin တွေနဲ့ DeFi မှာ Yield Farming လုပ်တာမျိုးနေရာမှာဝယ်ယူပါလို့အကြံပေးချင်ပါတယ်။ဒီတော့ Bitcoin နဲ့ Ethereum ဘယ်ဟာပို့ကြိုက်လဲ comment မှာပြောပြခဲ့ပါဦးခင်ဗျာ။ဘာမှ DeFi ကို subscribe ထားဖို့မမေ့ပါနဲ့။ Like share နဲ့ notification bell ကိုသိပြီးအားပေးကြပါဦး။ မြဲစောက်ကြည့်အပိတ်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောရင်အမှတ်တစ်ဖက်ကနေနှုတ်ဆက်ပါတယ်ခင်ဗျာ